ဒီအခြေအနေဆရာတို့ကျွန်တော်ကကျွန်တော်တို့ခုပြင်နိုင်ပုံမှန်ကြောင်းနေတာက2 3 4 5 6 2 3 4 5 6 2 3 4 5 6အဲ့3 4 5 6သိသိပေါ့နော်အဲ့ဒီမှာမှာကျွန်တော်က2ထိနဲ့5ထိနဲ့ပေါ့နော်ငါအဓိကဆရာကျူးဒီလေးပြထားတယ်ပေါ့ဆရာကျူးဒီပြထားတယ်ငါထိမှလည်းတော်တော်လေးကောင်းနေဒါပေမဲ့အဲ့ဒီမှာမှာကျွန်တော်ဒီရေလေး ဟိုကြံရတယ်ဆိုတရားမကြည့်မိဘူးတန်နေရတရားမကြည့်ဘူးဆိုတော့အဲ့လိုကြည့်လဲမလိုက်ရှင်တော့အဲအဲ့ဆမာဒီတခုပါတယ်ပေါ့နော်အဲ့အဲ့ frame လေးတခုကြိုက်လို့ပေါ့နော်ငါထိတ်ကငါထိတ်မှာတော့ငါကတ်မှာတော့ဟိုမတိတာမတင်ရှားပဲနဲ့ကောင်းတယ်ပေါ့ဗျာနော်ဒါဆိုမျိုးဝင်းမင်္ဂလာပါတဲ့ Okay ပါမတိတာမတင်ရှားပဲနဲ့ကောင်းတယ်ပေါ့ဟိုလိုပြောမှဆိုရင်နော်ဒါအခုဒီပထမ live မှာအခုဒါ20အချိန်20အတွက်ပထမဆုံး live ပေါ့နော်ဒီပထမဆုံး live မှာကျွန်တော်ကဒီကျွန်တော်တွေ့တာဖြစ်စဉ်လေးကို ဟိုချပြပေးလိုက်ခဲ့မယ်။ကြိုက်နေတဲ့ U အသုံး U မကြိုက်ရင်လည်းပယ်ပေါ့နော်။အာဖြစ်နေမဖြစ်နိုင်ဘူးเนาะဟောကျွန်တော်ကတည်းကသူ့မှာပဲတတိမှာပဲကိုယ်မဖြစ်နိုင်ဘူးဆိုသူကလှုပ်ရှားသွားပြန်ရောကိုယ်ကဖြစ်နိုင်တယ်ဆိုသူကလှုပ်မချပြန်အဲ့လိုလိုဖြစ်နေကံတရားကအဲ့လိုဖြစ်နေတဲ့ကံကြတော့သူ့ရောဟာကပ်ပေါ့เนาะငါကလည်းတွားတဲ့ခါကျတော့ဒါတွေကတော့ကျွန်တော်တို့ တော်တော်များများဟိုတွေ့ကြပါတယ်နော်တော်တော်များများတွေ့ကြတဲ့ခါကျတော့တဲ့တို့ဘယ်လိုပြောမလဲအဓိကတော့ဒီကမှာတို့ဖရရင်ဟိုဘုံပြန်ခွဲကြည့်ရပါဗျာနော်ဘုံပြန်ခွဲကြည့်ရဘုံပြန်ခွဲလို့ဟိုကိုက်တယ်ဆိုရင်လည်းတမျိုးပေါ့ဗျာနော်ဘုံပြန်ခွဲလို့ကိုက်တယ်ဆိုရင်လည်းပြန်ပြီးတော့အတုံးပြကြတာပါ နော်3နဲ့6နဲ့9ကျွန်တော်တို့ဒီမှာက966သုံးလုံးပေါင်းကြီးဒီခွန်လို့ထည့်တယ်နော်966သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်656သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်နော်948သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်နော်496သုံးလုံးပေါင်းကြီးဒီဒါလို့ခွန်လို့ဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့ခွန်9တက်သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်ပေါ့နော်သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တဲ့အခါကျတော့ တင်နောက်ဘက်ပေါ့ဒါကတော့ကျွန်တော်လူလမ်းတွေ့ပါတယ်နော်ဒီတင်နောက်ဘက်ကတော့လူလမ်းတွေ့တယ်နော်ကျွန်တော်တို့965 966သုံးလုံးပေါင်းကြီးဒီခွန်656 3လုံးပေါင်းကြီးဒီခွန်948သုံးလုံးပေါင်းကြီးဒီခွန်4ခွန်6သုံးလုံးပေါင်းကြီးဒီခွန်နော်ဒါပြီးကြတဲ့ဘက်ကတော့၄ကက်မှာကျွန်တော်တို့၄ကက်ဒီကင်တဲ့ခါကျတော့အဲ၄ကက်ဒီမှာတော်တော်လေးဟိုဖြစ်သွားတယ်ပေါ့နော်ကျွန်တော်က90တွဲကိုဒီပိုင်း96တွဲပေါ့နော်90တွဲနဲ့96တွဲနဲ့ပေါ့နောက်ပေါင်း10ကိုတွဲနောက်ပေါင်းချင်း9လို့ရိုက်တာပေါ့ဗျာနော်အဲ့လိုပုံစံနဲ့ အဲ့ဒီခွန်၅ပြားကိုကျွန်တော်တို့ကနှင်း၅ပြားနဲ့ပြန်သွားကြည့်မယ်နော်ခွန်၅ပြားကိုနှင်း၅ပြားနဲ့ခွန်၅ပြားကိုခွန်၅ပြားနဲ့ပေါ့နော်ခွန်၅ပြားကိုခွန်နှင်း၅ပြားနဲ့ပေါ့ဒီဟွာကတော့အတူတူပါပဲပုံပြန်ခွဲလေကျွန်တော်တို့ဒီပုံစံပဲတွားမှာပါပဲနော်ဒီတလုံးပို့လိုက်တာလေတော့ဒီတလုံးပေါင်းကြီးဒီကိုနော်၈၅၆တလုံးပေါင်းကြီးဒီကို ိုးကိုကျွန်တော်တို့သုံးနေပေါင်းလို့ရှိရင်နှစ်ဟောခွန်ပါပါသုံးလုံးပေါင်းကြီးဒီခွန်ပါပါနှစ်ရှင်ငါးချောက်သုံးလုံးပေါင်းကြီးဒီကိုကိုသုံးနေပေါင်းလို့ရှိရင်နှစ်ခွန်ပါပါသုံးလုံးပေါင်းကြီးဒီခွန်ခွန်ပါပါနှစ်အဲ့ဒီမှာ၅နဲ့6နဲ့ပေါင်းလို့ရှိရင်တစ်ပါပါသုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီ6 6ကိုဒုညာနဲ့ပေါင်းလို့ရှိရင်6ဆိုလိုချင်တဲ့အဓိပ္ပာယ်ကထိတ်ကိုအပိုင်လက်တယ်နောက်ဘေးကိုအပိုင်ထည့်လိုက်တယ်ပေါ့ဒါကတင်နောက်ဘေးကိုကင်ထားတဲ့ကောင်မှတော့ထိတ်ပါ BC ထည့်လိုက်တယ်ပေါ့နော်ဒီဒီပြည့်စင်လေးကိုကျွန်တော်ကသွားပြသွားပြကြည့်မယ်နော် ိုကိုက်တာတော့ကိုက်တာလည်းပါတယ်မကိုက်တာလည်းပါတယ်เนาะဒါပေမဲ့ထက်တာလည်းပါမထက်တာလည်းပါတယ်เนาะသူကြမှာကျွန်တော်ရှင်းပြပေးပေးပို့เนาะဆိုလိုချင်တဲ့အဓိပ္ပာယ်966သုံးလုံးပေါင်းကြီးဒီခွန်ကို953သုံးလုံးပေါင်းကြီးဒီ956သုံးလုံးပေါင်းကြီးဒီကိုကိုနှလုံးပေါင်းကြီးသုံးနေပေါ့လို့ရှင်နှစ်เนาะအဲ့မှာကျွန်တော်တို့36ပေ36ပေသုံးလုံးပေါင်းကြီးဒီ836သုံးလုံးပေါင်းကြီးဒီခွန်เนาะသုံးလုံးပေါင်းကြီးဒီခွန်ဒီမှာကျွန်တော်တို့ 656သုံးလုံးပေါင်းကြီးဒီခွန်ခွန်လို့ရိုက်လိုက်ပြီ666သုံးလုံးပေါင်းကြီးဒီ666သုံးလုံးပေါင်းကြီးဒီတုံညာဟမ်သုံးလုံးပေါင်းကြီး666သုံးလုံးပေါင်းကြီးဒီတုံညာကိုလည်းလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှိရင်666သုံးလုံးပေါင်းကြီးဒီတုံညာကိုလည်းလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှိရင်နှစ်အဲ့ဒီမှာကျွန်တော်တို့366သုံးလုံးပေါင်းကြီးဒီငါခွန်ပါသူကအဲ့နဲ့ဆောင်တော့ပေါင်းလို့ရှိရင်1ကြောင်ကို853 6ကိုတုံညာထိနေ6 6နဲ့5နဲ့နှလုံးပေါင်းကြီး1ကို866သုံးလုံးပေါင်းကြီး2တို့ညာတို့ညာကို6ဒီစီနဲ့ပေါင်းလို့ရှိရင်6နှလုံးပေါင်းကြီး1ကို1ပါပါ၄လုံးပေါင်းကြီး2 6 6ဒီနဲ့6ပေးနဲ့သုံးလုံးပေါင်းကြီး2က9နဲ့နော်အဲ့အချိန်မှာမှကျွန်တော်တို့ယူမယ်ဆိုရင်သုံးလုံးပေါင်းကြီး2က9ခါသုံးလုံးပေါင်းကြီး2 4လေးခါနော်656သုံးလုံးပေါင်းကြီး2ခွန်ခွန်ကြီးခွန်ခါအဲ့မှာကျွန်တော်တို့9 4 8သုံးလုံးပေါင်းကြီး2ခွန်အဲ့9 4 8သုံးလုံးပေါင်းကြီး2ခွန်ကိုကျွန်တော်တို့ ဒီမှာကျွန်တော်368သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့ခွာငားနဲ့ပေါင်းလို့ရှိရင်နှစ်ခွန်ပါပါနှစ်အဲ့မှာကျွန်တော်တို့698သုံးလုံးပေါင်းကြီးဒီသုံးခွန်ငားသုံးเนาะဒီကောခွန်ငားသုံးမှာမှတ်တက်လိုက်အဲ့မှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီကိုကိုဒီကျွန်တော်တို့368သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့6သိန်းနဲ့ပေါင်းလို့6လေတာနဲ့ပေါင်းလို့ရှိရင်လေးเนาะသုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကို6နဲ့ပေါင်းလို့ရှိရင်လေးကိုထိရှစ်ပေကွာခွန်เนาะ ခုဒီမှာက406သုံးလုံးပေါင်းကြီးဒီခွန်အဲ့ဒီခွန်ကိုကျွန်တော်တို့686သုံးလုံးပေါင်းကြီးဒီတုံညာတုံညာကိုကျွန်တော်တို့နှလုံးပေါင်းကြီး2နဲ့ပေါင်းလို့ရှိရင်နှစ်ခွန်ပါပါနှစ်အဲ့ခွန်ပါပါနှစ်လို့ဖြစ်တယ်နဲ့ဒီပိုင်းနဲ့နှလုံးပေါင်းကြီးဒီ1 4နဲ့9ပေါင်းလို့ရှိရင်1 1ပါပါဒီ686သုံးလုံးပေါင်းကြီးဒီတုံညာတုံညာကို6ထိနဲ့ပေါင်းလို့ရှိရင်6 1ပါပါ4လုံးပေါင်းကြီးဒီ6 6ထိ6ပိတ်966သုံးလုံးပေါင်းကြီးဒီ0931เนาะ0931 966အဲ့ဒါကျွန်တော်တို့ဘဝနှစ်နဲ့6ထိနဲ့ 6ပိနဲ့သုံးလုံးပေါင်းကြီးဒီကို9စီ9လေတာကိုသုံးလုံးပေါင်းကြီးဒီတစ်စီတစ်လေတာဒါကကျွန်တော်တို့၅ခက်မှာပေါ့နော်အဲသူသွားတာမသွားတာယူမယူဒါမဲ့ဒီတစ်တစ်တစ်နောက်တွဲရတော့ဟိုလိုင်းပေါ်မှာတော့ဟိုဟော့နေတာပေါ့ပြောပြောပြနေတာပေါ့နော်အတွေ့များနေတာပေါ့နော်အဲ့မှာသူလာတာကျွန်တော်ဆလိုချင်းတဲ့ပြလာတာအတွဲလိုက်လာတယ်ဆိုတော့ပြောချင်တာပေါ့နော်အဲ့မှာကျွန်တော်6 6သုံးလုံးပေါင်းကြီးဒီတုံညာအစောကြီး6 6သုံးလုံးပေါင်းကြီးဒီတုံညာ တင်ရအောင်ကျွန်တော်နှလုံးပေါင်းကြီးတွေနှစ်နဲ့ပေါင်းလို့ရှိနေအခုကျွန်တော်တို့6 6တွေသုံးနှလုံးပေါင်းကြီးတွေ6 6 6တွေသုံးနှလုံးပေါင်းကြီးတွေ6လို့တင်နောက်ပေးဝင်လာနဲ့တပြိုင်တည်းသူကဒီ6 6တွေသုံးနှလုံးပေါင်းကြီးတွေ6ကိုကျွန်တော်တို့ဒီမှာကနှလုံးပေါင်းကြီးတွေ6နဲ့မှနှစ်ဖြစ်မယ်ဆိုရင်နှစ်ထိဟုတ်ဆိုတော့ကျွန်တော်တို့ဒီပြေကတင်နောက်ပေးတဲ့လေတိုင်းကိုကန်ကျင်နေဆိုရင်တင်နောက်ပေးနဲ့တစ်ခုနောက်တွဲကိုကန်ကျင်နေဆိုရင်နှစ်ထိစီနဲ့ကန်ရမယ်လို့ ဆိုလိုချင်တာပေါ့နော်ဒီသုံးလုံးပေါင်းကြီးဒီခွန်ကိုနော်ကို6တဲ့သုံးလုံးပေါင်းကြီးဒီ6 6ကိုနှလုံးပေါင်းကြီး6နဲ့ပေါင်းလို့ရှိရင်နေခွန်ပါပါနှစ်ဆိုပြီးတော့သွားရတယ်အဲ့သွားတဲ့ချိန်မှာကျွန်တော်ခွန်ကား3တဲ့ကိုဆိုပြီးတော့ခွန်ကား3တဲ့ကိုဆိုရင်6နှစ်တဲ့သုံးလုံးပေါင်းကြီးဒီကိုဆိုပြီးတော့กว่า3အဲ့မှာကျွန်တော်နှလုံးပေါင်းကြီးဒီ6နှလုံးပေါင်းကြီးဒီ6ဒီ6ပါပါကို6နဲ့သုံးလုံးပေါင်းကြီးဒီခွန်ခွန်နဲ့၄နဲ့ပေါင်းလို့ရှိရင်1နော်နှလုံးပေါင်းကြီး6ကို၄လုံးပေါင်းကြီးဒီ1ဆိုပြီးတော့2တဲ့2ပေးกว่า3ဒီခါ ဟောနှစ်ထိတ်တိပိခွာတုံးတခါဒါကတော့တို့ဒီငါးခက်မှာကဆိုလိုချင်တဲ့ပြေတင်တော့ပိကိုကန်းချင်းနေဆိုလိုချင်နှစ်ထိတ်စီလေးနဲ့ထည့်အသုံးပြုပါမယ်ပေါ့နော်အဲ့လိုပြောချင်တာကဘာလို့လဲဒီနေ့မှာကျွန်တော်တို့အများကြီးကျွန်တော်တို့စီနီယာကျော်တွေဒီငါးခက်ဒီကအများကြီးစီနီယာကျော်တွေငါးခက်ဒီကအများကြီးဘာလို့အတိုင်းပဲလဲမကြီးတာဒီဒါကကျွန်တော်ဒီညီတဲ့ဖြစ်စဉ်လေးကိုတွတ်ပြလိုက်တာနော် ဲ့မင်းကြီးတွေကအားကြီးရှိသေးတယ်ဒါပေမဲ့ဒီနှင်းကားလုံးခွန်ကားလုံးရိုက်တာတွေရှိတယ်မြိုက်တာတွေရှိတယ်ခွန်ကား၃တစ်ခုခွန်ကား၃ခုမန်ကားလုံးရိုက်တာတွေရှိတယ်မြိုက်တာတွေလည်းရှိတယ်ခုနကဆိုလိုချင်တဲ့အဓိပ္ပာယ်ကသုံးလုံးပေါင်းကြီးဒီကိုကိုကိုသုံးတဲ့ပေါင်းလို့ရှင်နှစ်ဆိုလိုချင်တဲ့အဓိပ္ပာယ်သုံးလုံးပေါင်းကြီးဒီသုံးသုံးကိုကိုနဲ့ပေါင်းလို့ရှင်နှစ်နော်သုံးလုံးပေါင်းကြီးဒီ၃ည6 8 6သုံးလုံးပေါင်းကြီးဒီ၃ည၃ည6ကိုခွာနေတဲ့ပေါင်းလို့ရှင်နှစ်နော်6 3 6သုံးလုံးပေါင်းကြီးဒီငါငါကို9ပေါင်းလို့ရှိရင်နှစ်เนาะ6 6 6 6သုံးလုံးပေါင်းကြီးဒီတော့ကျွန်တော်ကို꽈နေတဲ့ပေါင်းလို့ရှိရင်နှစ်4 9 6သုံးလုံးပေါင်းကြီးဒီကိုကိုသုံးတဲ့ပေါင်းလို့ရှိရင်နှစ်သူလည်း꽈သုံးเนาะဒီ9 5 3 1ကိုနေရောတော်မှာဆိုလို့သူလည်း꽈သုံး9 5 3 1ကိုဒီလည်း꽈သုံးနှင်းအားလုံးဒီလည်း꽈သုံး9 5 3 1ကိုဒီလည်း꽈သုံးเนาะဒါကတော့ငါးကက်မှာဒီဖြစ်တာပေါ့เนาะအဲ့ဒါညီလာလေးနဲ့211ဆိုတဲ့ကဏ္ဍမျိုးထိုးမယ်ဆိုလည်း ထိုးလို့ရတယ်နော်ထိုးမယ်ဆိုရင်ထိုးလို့ရတယ်ကျွန်တော်တို့အဓိကအခုအချိန်နေစင်းက frame ပဲနော်အဓိကကျွန်တော်တို့ frame မရှိတာနော်အဓိက frame မရှိတယ်ဆိုတာကသဘောတည်းနမူနာပေါ့ဗျာနော်ဒီဇလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့သုံးနေပေါင်းလို့ရှိရင်ငါနော်နှစ်ကိုသုံးနေပေါင်းလို့ရှိရင်ငါဇလုံးပေါင်းကြီးဒီ30 30ကိုကျွန်တော်တို့ဆောင်းနေပေါင်းလို့ရှိရင်6နော်နှလုံးပေါင်းကြီးဒီ၈၈ကိုကျွန်တော်တို့၉နဲ့ပေါင်းလို့ရှိရင်ခွန်နော်နှလုံးပေါင်းကြီးဒီ၂၂ကိုကျွန်တော်တို့၆နဲ့ပေါင်းလို့ရှိရင်၈၅၆ခွန်၈ လုံးပေါင်းကြီးဒီငါးငါးကိုကျွန်တော်တို့ကိုဖြစ်ဖို့အတွက်96ခု8ကိုဖြစ်ဖို့ရအတွက်လက်ချိတ်ပို့96ခု8ကိုလက်ချိတ်နော်အဲ့ဒီ96ခု8ကိုလက်ချိတ်လို့တည်တာနဲ့တပြိုင်နဲ့နော်ခုနကဟာကိုကျွန်တော်ပြန်ပြီးတော့လှည့်ပါနော်ပြန်ပြီးတော့လှည့်ပါအလီဝေးတဲ့မင်္ဂလာပါဆရာဟုတ်ကဲ့ပါဗျာ ခုနဟာကျွန်တော်တို့ပြန်လှည့်လာဒီလိုယူတဲ့ဟာတွေကျတော့တချို့လဲယူကြရတယ်ပေါ့နော်ကျွန်တော်တို့ကျတော့အများတော်ပြီးဒုတိယမှာဖြစ်တတိယမှာဖြစ်အဲ့လိုမျိုးဆိုတုံးခဲတယ်ပေါ့နော်တဘောတော့ကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီ6ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6နှလုံးပေါင်းကြီးဒီ6ကိုနှစ်နဲ့ပေါင်းလို့ရှိရှစ်ပေါ့ရှစ်ကိုသုံးလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်9ပဲသူကဒီသုံးလုံးပေါင်းကြီးဒီ9ခဲ့တာကိုဒီမှာပြန်ပြီးတော့3 5 6မှာ6နောက်ပဲပေါ့နော်ဒီသုံးလုံးပေါင်းကြီးဒီ6ကိုသုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်9ပဲဒီနှလုံးပေါင်းကြီးဒီ4 4ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်9 9ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှိရင်6ပဲ နော်ငလုံးပေါင်းကြီးဒီလေးလေးကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှင်တုံညာတုံညာကိုကျွန်တော်တို့9ရှိလေးငလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှင်လေ9ပဲနော်ဒီငလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှင်1 1ကိုကျွန်တော်တို့၄ခွန်ကျော်ငလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှင်လေ10ပဲ9 6ခွန်10ဒီမှာကျွန်တော်တို့9မှလားအဲ့မှာကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ဒီမှာကကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီခွန်လို့တင်းနောက်ပေးယူထားတဲ့ခါမှာဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီနှစ်နှစ်ကို၄နဲ့ပေါင်းလို့ရှိ6 6ကိုကျွန်တော်တို့ဒီမှာက9ဖြစ်ဖို့ရတယ်3နဲ့မှ9ဖြစ်မယ်ဆိုလို့ရှိရင်ခွန်နောက်ပေး 5689ကိုနောက်ပဲအဲကျွန်တော်ဆိုလိုချင်တဲ့တွေကအကင်ဖို့ပြောပြတာဘူးဒီလိုစီနီယံတွေကဟိုအများကြီးပေါ့ဆိုလိုချင်တဲ့တွေကအများကြီးအများကြီးဟိုအဲ့မှာဒီသုံးလုံးပေါင်းကြီးဒီခွန်နော်ဒီသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်ဒီသုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့2လို့ဖြစ်တယ်နော်ဒီသုံးလုံးပေါင်းကြီးဒီ6 6နဲ့သုံးလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီခွန်နဲ့ပေါင်းလို့ရှိရင်3လို့ဖြစ်တယ်နော်3 9 9သုံးလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့ ကိုလေးရှိသုံးလုံးပေါင်းကြီးတွေသုံးလုံးပေါင်းကြီးသုံးကိုသုံးလုံးပေါင်းကြီးတွေတင့်နေပေါ့လို့ရှိရင်ကျွန်တော်တို့လေးလို့ဖြစ်တာနော်6 4 6သုံးလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့6 6သုံးလုံးပေါင်းကြီးဒီ9သုံးလုံးပေါင်းကြီး6ကိုသုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9လို့ဖြစ်တာခု2 3 4 5 6ဆိုပြီးတော့9 9 6သုံးလုံးပေါင်းကြီးဒီ2 2ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်1 1ကိုကျွန်တော်တို့ဒီမှာက6 8ဖို့အတွက်ကောပေါင်းကြီးဒီ9အဲကောပေါင်းကြီးဒီ9ဆိုတော့၄ထိပ်တစ်ပိတ်လို့သွားလို့ရသလား နော်လေးနှစ်ချက်ပြန်နေလေးနှစ်ချက်ဩမလာမသိနော်လေးနှစ်ချက်လေးနှစ်ချက်အဲ့ဆန်နော့ပေပေါ့အဓိကနော်ဆန်နော့ပေလေးဆန်နော့ပေလေးဆိုတော့အဲ့ဆန်နော့ပေလေးလည်းဝင်လိုက်တာနဲ့တပြိုင်နဲ့သူကပါမယ်အနေထားလေးတစ်ခုလိုရှိတယ်ဆန်နော့ပေလို့ဝင်ခဲ့ပေါ့လေနော်ဆန်နော့ပေလို့ဝင်ခဲ့လို့ရှိလေးနှစ်ချက်ဆန်နော့ပေပြန်ကြကနန်းအဲ့ဒီမှာကကျွန်တော်တို့ နှစ်နောက်ပြီမြန်မာပြန်ကြကနေနှစ်နောက်ပြီပြန်ကြကနေပြီနှစ်နောက်ပြီ၅နောက်ပြီ၆နောက်ပြီ၆နောက်ပြီ၈နောက်ပြီနော်နေနာ668နော်နှစ်ငါ668အဲ့ဒီနှစ်ကိုကျွန်တော်ပြီးကျမဟိုခြုံပြပေးမယ်ဟုတ်ပြန်နော်ပြီးကျမခြုံပြပေးမယ်ဒါဖြစ်စဉ်လေးတစ်ခုချင်းသွားလိုက်မယ်နော်ဒီနှစ်နောက်ပြီလို့ကျွန်တော်ဒီ6ခါလေးနဲ့နှလုံးပေါင်းကြီးတက်တယ်ခွန်လို့သွားတာနှစ်ပါပါသုံးလုံးပေါင်းကြီးဒီခွန် ဒီ9နောက်ပိတ်ကိုကျွန်တော်တို့တုံညာခါးလေးနဲ့နောက်ပေါင်းကြီး30လေးနဲ့တုံညာလိုဖြစ်တာ9ပါပါ။သုံးလုံးပေါင်းကြီးဒီတုံညာ။ဒီ6နောက်ပိတ်ကိုကျွန်တော်တို့6ခါးလေးနဲ့နောက်ပေါင်းကြီးကနေတက်လို့ပြတာ6ပါပါတက်လို့သွားတာ။ဒီ6နောက်ပိတ်ကိုကျွန်တော်တို့ဒီ6ခါးလေးနဲ့နောက်ပေါင်းကြီးကနေတက်လို့သွားတာ6ပါပါသုံးလုံးပေါင်းကြီးဒီတက်။ဒီ7နောက်ပိတ်လေးကိုကျွန်တော်တို့ဒီ6ခါးလေးနဲ့နောက်ပေါင်းကြီးခွန်နဲ့သုံးမယ်။နောက်ပေါင်းကြီးခွန်နဲ့တုံးနေတာနောက်ပေါင်းကြီးခွန်ပေါ့နော်နောက်ပေါင်းကြီးခွန်အဲနောက်ပေါင်းကြီးခွန်နဲ့ သုံးတော့မယ်ဆိုလို့ရှိရင်လာအပေါင်းကြီးခွန်နဲ့သုံးတော့မယ်ဆိုလို့ရှိရင်ဒီကလေးနောက်ပါဘူးတစ်ထက်နော်အပေါင်းကြီးခွန်နဲ့သုံးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ကခုနကကျွန်တော်ပြောခဲ့တဲ့6နောက်ပြီပေါ့နော်6နောက်ပြီပေါ့ဒီကြတော့ကျွန်တော်တို့ခုနကနှစ်5ပြားခွန်5ပြားနဲ့မတော်တော့ပုံစံတစ်မျိုးပေါ့နော်နှလုံးပေါင်းကြီးဒီ3သုံးကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိကိုကိုကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိ5နော်နှလုံးပေါင်းကြီးဒီ5 ကိုကိုကျွန်တော်တို့၃နာပေါင်လို့ရှိရင်ကိုကိုကိုကျွန်တော်တို့၆နာပေါင်လို့ရှိရင်၅နော်အဲလိုမောင်ကြီးဒီတစ်တစ်ကိုကျွန်တော်တို့၆နာပေါင်လို့ရှိရင်ခွန်ခွန်ကို၈နာပေါင်လို့ရှိရင်၅နော်နှလုံးမောင်ကြီးဒီ၄နဲ့ကိုနဲ့၃၃ကိုကျွန်တော်တို့၆နာပေါင်လို့ရှိရင်ကိုကိုကိုကျွန်တော်တို့၆နာပေါင်နဲ့ပေါင်လို့ရှိရင်၅နော်နှလုံးမောင်ကြီးဒီ၃၃ကိုကျွန်တော်တို့၆နာပေါင်လို့ရှိရင်ကိုကိုကိုကျွန်တော်တို့၅ဖြစ်ဖို့ရတယ်၆နာပေါင် ော်အဖြစ်ပေါ်ရတယ်ကျွန်တော်ပြေအဲ့မနေ့ကလိုပဲကြော်လို့နော်မြူလိုက်တဲ့6ဒီမနေ့ကတော့လေအဲ့ဒီနန်းလေးမှာပဲဝဲလေ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 နော်ခုလည်းလာပြန်ပြီနော်ဝဲလေ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 ဒီ6ဒီကခုနကကျော်လို့ပြောခဲ့တဲ့သုံးလုံးပေါင်းချင်းခွန်သုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်သွားတာဒီ1နဲ့6နဲ့ကခုချိန်မှာလာပြီးတော့တစ်ဆက်ဆက်မကြောက်တစ်ဆက်ဆက်မကြောက်ဆိုတော့က ဟိုပြက်ရှင်တဲ့သဘောလားနော်ပြက်ရှင်တဲ့သဘောလားအဲ့မှာကျသုံးလုံးပေါင်းကြီးဒီကိုသုံးလုံးပေါင်းကြီးဒီတက်ဆိုပြီးတော့အဲ့နောက်လုံးပေါင်းကြီးခွန်တော့လို့ဖြစ်သွားတယ်နောက်လုံးပေါင်းကြီးခွန်တော့ဖြစ်သွားတယ်၄၄၆တော့မတွေ့ဘူး၄၄၆လို့ခဏမျိုးဟိုထိုးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြတာ၄၄၆တော့မတွေ့ဘူး၄၄၆လို့ခဏမျိုးပေါ့သူလိုခဏမျိုးထိုးလို့ရတယ်ဆိုလို့ဂျနက်တစ်ပဲကဆိုလို့ဂျာအနေနဲ့အတိတ်ပဲလားဆိုတာက အဲ့မှာဒီနေ့မှာကျွန်တော်တို့ဒါစီနီယာအနေနဲ့ငါးကက်တွေပေါ့နော်စီနီယာအနေနဲ့ငါးကက်တွေဒါအမှန်ဟိုစီကျော်အမှန်ကဆိုတော့လေကိုမမြန်တဲ့မှန်တယ်လို့ပြောလို့မရဘူးမားတယ်လို့လည်းပြောလို့မရဘူးအဲထိုးရင်လည်းထိုးထိုးခြင်းတပါဆိုလည်း900ခု1000ခုလောက်ပဲဒီဒီစိုက်ကြီးတွေနဲ့တစ်လောက်လေးနဲ့လည်းကျွန်တော်တို့ဟိုပါပေါ့အော်ကနထိုးလို့မရဘူးဟုတ်အော်ကနထိုးလို့မရဘူးဒါစိုက်ကတစ်လောက်လေးနဲ့တော့နော်အဲ့မှာကျွန်တော်တို့ ခုနကတော့နှင်းငါးလုံးခွန်ငါးလုံးကိုရွေ့ပြီးတော့ငါးသုံးလုံးနဲ့ငါးငါးလုံးနဲ့ပြန်ထည့်တာပေါ့နော်ငါးငါးလုံးနဲ့ပြန်ထည့်တဲ့ကကျွန်တော်တို့အဲ့မှာကျွန်တော်တို့ကနန်းနေရကွဲလဲသွားတာပေါ့ကနန်းနဲ့ကွဲလဲသွားတာအဲ့ဒါဆိုအဆင်မပြေဘူးအဆင်မပြေတဲ့ခါကျတော့ဘာနဲ့ပါမလဲပေါ့နော်အဆင်မပြေတဲ့ခါကျတော့ကျွန်တော်ကဒီဆရာခီဦးကြီးရဲ့ဟောဘူတော့ငါးတုစုကိုတော့ကြိုက်တယ်ငါးတုစုကိုကြိုက်တယ်ဆိုတော့သူက ျွန်တော်ကကြလင်မာရီစီဘူးလည်းကြက်တယ်အမသူစိုက်ကိုလည်းကျွန်တော်ဟိုမလိုက်နိုင်လို့ तू ကဟိုနောက်အချိန်လေးအလောက်ကြီးဒီမပေးချင်တော့ဘူးဗျာနော်အချိန်လေးအလောက်ကြီးဒီမပေးချင်တော့ဒီပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ကန်ခဲ့တဲ့6တိစီဘူးနော်6တိစီ तू ကဒီတိခါတိုင်းတစ်ခုတော့ကျွန်တော်တို့ပြတ်သွားတယ်ဗောနော်6တိကိုလူကနန်းမျိုးဒါထွက်ခဲ့ရင်အဆင်ပြေတယ်ဒါမှမဟုတ်6တိ6လူကနန်းမျိုးပေါ့ထွက်ခဲ့ရင်စီပြီဒါပေမဲ့ तू ကထိစီတစ်လုံးကမှန်လေးတယ် ခြေကြီးတလုံးကမှန်လေးတယ်ဆိုတာကတို့တို့ကဟိုလိုပေါ့အခုဒီနတ်မှာငါးကတိရာတိတ်ပြီးတော့ဟိုဘာလို့အချာများနေလို့ပေါ့အချာများတဲ့ခါကျတို့တို့မပြက်သေးပြက်လဲမပြက်သေးဘူးမှန်လဲမှန်နေတယ်ပြေးလဲပြေးနေတယ်ဆိုတဲ့သဘောပေါ့နော်ပြီးတဲ့ဘက်ကကျွန်တော်တို့ခြံခဲ့တယ်ကျွန်တော်တို့ဒီ6ထိပ်စီ5ထိပ်စီ5ထိပ်စီ5ထိပ်စီ3ထိပ်စီ5ထိပ်စီ6ထိပ်စီနော်6ထိပ်စီအဲ့မှာကျွန်တော်တို့ ဒါကယောရုပိကရဘက6တူစီတန်ခဲ့တဲ့ site ပေါ့နော်အဲ6တူစီတန်ခဲ့တဲ့ site မှာကျော်တော့ဒီသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကို5နဲ့ပေါင်းလို့ရှိရင်1နဲ့ပေါင်းလို့ရှိရင်3 3ကို8နဲ့ပေါင်းလို့ရှိရင်1ဆိုပြီးတော့6ပါပါ1 6ပါပါ1နော်5ပါပါကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ9 9ကို9နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကို8နဲ့ပေါင်းလို့ရှိရင်3ညာ5ပါပါ3ညာ ်မဒီမှာလည်းငါးငါးကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီဗရိတ်ဗရိတ်ကို6နဲ့ပေါလို့ရှိရင်ခွန်ခွန်ကို3နဲ့ပေါလို့ရှိရင်တုံညဒါ3တိစီငါကျွန်တော်တို့၅တိစီသုံးလုံးပေါင်းကြီးဒီ1 1ကို2နဲ့2နဲ့ပေါလို့ရှိရင်4 4ကို6နဲ့ပေါလို့ရှိရင်တုံညဒါ6တိစီနော်ဒီမှာက3 3တိကျွန်တော်တို့6 6 4 4ကို9နဲ့ပေါလို့ရှိရင်9 9ကိုကျွန်တော်တို့9တိစီနဲ့ပေါလို့ရှိရင်8နော်3ပါပါ8ဒီမှာက3ညတိစီ ုံးလုံးပေါင်းကြီးဒီ665ခွန်ခွန်ကို2နဲ့ပေါင်းလို့ရှိရင်ကို6ကို6တိစီနဲ့ပေါင်းလို့ရှိရင်က3နဲ့ပါပါ5ဒီမှာကကျွန်တော်တို့ရှစ်တိစီရှစ်တိစီဒီကိုး6နဲ့သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို1နဲ့ပေါင်းလို့ရှိရင်ခွန်ကို4နဲ့ပေါင်းလို့ရှိရင် sorry 1တက်ကိုကျွန်တော်တို့2နဲ့ပေါင်းလို့ရှိရင်3ရှစ်ပါပါသုံးပေါ့ဒါကကျွန်တော်တို့ခုနကမြောက်เนาะ6 5 3လုံး3 3ည8 1 3ည3လုံး8 5 3 ပါဝါပြန်လှန်တာပေါ့နော်ပါဝါပြန်လှန်တဲ့သဘောပေါ့ပါဝါပြန်လှန်တဲ့သဘောမှာသူကကျွန်တော်တို့ကဒီရှင်ကန်းနစ်ကဆတာပေါ့နော်ရှင်ကန်းနစ်ကဆတာဒီရှင်ကန်းနစ်ကဆတာပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ကျွန်တော်ပြောခဲ့တယ်အဲရှင်ကန်းနစ်ကဆခဲ့တရားပဲသူကတော့ဒီ၅တုံညာဒီဘက်ကပြန်ပြီးတော့ယူခဲ့ရပေါ့နော်ဒီဘက်ကပြန်ပြီးတော့ဒီဘက်ကလာတဲ့ဒီခေါပေါင်းချင်းမတ်တက်တော့ပြတ်သွားတာပေါ့နော်နှလုံးပေါင်းချင်းဒီငါငါ့ကိုရှင်းနေပေါ့လို့ရှိရင်တော့ရိုဘီကရဘကဒါစုခဲ့တယ်သူက ဆန်းကကြိုက်တယ်အဲ့လိုပြောမှာပေါ့နော်ဆန်းကကြိုက်သေးတယ်အဲ့လိုအဲ့လိုပဲပြောမှာပေါ့နော်ဒီမှာငါးကိုကျွန်တော်တို့ရှင်းနေပေါ့လို့ရှင်သုံးအဲ့မှာကျွန်တော်တို့သုံးလုံးပေါင်းကြည့်30 30ကိုရှင်းနေပေါ့လို့ရှင်ရှင်းသုံးပါပါရှစ် sorry ဒီမှာကကျွန်တော်တို့ခွာငါးကိုရှင်းနေပေါ့လို့ရှင်သုံးသုံးကိုသုံးလုံးပေါင်းကြီးဒီ30 30ကိုရှင်းနေပေါ့လို့ရှင်ရှစ်ဒီမှာကနှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုခွန်နေပေါ့လို့ရှင်ငါငါးကြီးကျွန်တော်တို့၄တစ်ခွန်သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ရှင်းနေပေါ့လို့ရှင်တော့ညာ၅ပါပါ ုံညဒီမှာကျွန်တော်တို့တုံနဲ့လေးနဲ့ပေါ်လို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့ကွာတစင်နဲ့ပေါ်လို့ရှိရင်ခွန်အဲ့ဒီခွန်ဒီကျွန်တော်တို့6ခွန်6လုံးလုံးပေါင်းကြီးဒီကိုကိုကိုတုံထိနဲ့ပေါ်လို့ရှိရင်နှစ်ခွန်ပါပါနှစ်နော်ဒီမှာကကျွန်တော်တို့တုံညနဲ့6နဲ့ပေါ်လို့ရှိရင်6ကိုတုံနဲ့ပေါ်လို့ရှိရင်ကိုနော်အဲ့ဒီကိုကိုပါပါတုံည6နှစ်လုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကို6နဲ့ပေါ်လို့ရှိရင်6ဒီစီနဲ့ပေါ်လို့ရှိရင်၄ကိုပါပါ၄ ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးတွေရှစ်ရှစ်ကိုကျွန်တော်တို့ကိုယ်နဲ့ပေါင်းလို့ရှိရင်ခွန်အဲ့ဒီခွန်ကြီးကျွန်တော်တို့ဆောင်းနှင်းကသုံးလုံးပေါင်းကြီးတွေသုံးသုံးကိုကိုယ်တွေစီနဲ့ပေါင်းလို့ရှိရင်နှစ်ခွန်ပါပါနှစ်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးတွေ6နဲ့6နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကို6နဲ့6နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်လေးအဲ့လေးလေးပါပါ6ငန်းနဲ့သုံးလုံးပေါင်းကြီးတွေသုံးသုံးကို6ထည့်နဲ့ပေါင်းလို့ရှိရင်ကိုးလေးပါပါကိုးဒီမှာကကျွန်တော်တို့နှလုံးပေါင်းကြီးတွေ နှစ်နှစ်ကိုဝါခွန်နဲ့ပေါ့လို့ရှိရင်ကိုအဲ့ဒီကိုဒီကိုပါပါသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုနှစ်နဲ့ပေါ့လို့ရှိရင်လေးကိုပါပါလေးဆိုပြီးဟမ်ကျွန်တော်ကဒီအချိန်နေဆယ်မှာသူ့ကိုပဲအဓိကခြေရှိကိုပဲအဓိကအသုံးပြုမယ်ပေါ့ခြေရှိကိုသူ့ကိုပဲအဓိကအသုံးပြုမယ်နောက်ပြီးတော့ဆရာခီဦးဒီတင်ထားတယ်ကျွန်တော်တို့မာထိတ်ကိုလည်းဒုတိယဦးစားပေးအနေနဲ့အသုံးပြုမယ် channel site ဒီမှာတော့ ဘဏ္ဍကဥဒိပတိစီထုတ်မြာတခုချင်းတိထုတ်တော့ထုတ်တာတယ်ထုတ်တာတာကဟိုဆက်ဆက်ဒီဆက်ဆက်တွေနဲ့နော်ဟိုဆက်ဆက်ဒီဆက်ဆက်တွေနဲ့စီကြောမရှိတဲ့ကကြတော့သူကြတော့ကျွန်တော်တို့ဒီအပေါ်ကလာခဲ့တဲ့ဒီချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်သူ့မှာလည်းဒီချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်အတိုင်းပင်ညီရလို့သူ့ချိန်ကြီးလို့ပြောအောင်ပါဘောနော်နောက်၇ကက်မှာတော့အဲဒါသူ့ကိုကျွန်တော်တို့ဂျန်တဲ့ဆရာကြီးရဲ့၇ကက်တည်းရှိရင် ထည့်ပြီဒါမှမဟုတ်6ကတိရှိရင်ထည့်ပြီ9ကနေတော့သွားမထည့်နဲ့9ကနေထည့်ရင်တော့ကျွန်တော်တို့ဘုတ်တီးကတာကြီးများသွားမယ်ဆိုလို့လည်းရမှာမဟုတ်ဘူးเนาะအဘာဖြစ်ဖြစ်ပါကျွန်တော်တို့နောက်ပြန်လည်းဆက်ပြီးတော့တတိတိဖိုင်တင်မယ်အဲ့ဒါဒီနောက်ဆုံးအတော့30တင်းနေညမှာပေါ့ချုပ်ပြီးမှာပေါ့เนาะဟိုဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ဆက်လို့ရတာဆက်ကြည့်ရမှာဒါမှမဟုတ်ကျွန်တော်တို့စီကြောတခုခုအမှန်ကန်တွေ့ခဲ့လို့ရှိရင်လည်းစီကြောနဲ့ကန်ပြီးတော့အသုံးပြုရမှာပေါ့အခြားဆရာတွေရဲ့ site တွေကိုတော့ကျွန်တော်တို့တစ်ခါကြာကြမှာပြန်ပြီးတော့ရှားပြီးတော့လေးလာကြည့်ရအောင်ပါအားလုံးကိုကျွန်တော်တို့အခြေအနေစမှာ2 take 5 take ဖြည်းဖြည်းနှလုံးဒီနှစ်ခုပဲကျွန်တော်တို့တုံ့ပြုပါမယ်အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာ